မင်္ဂလာပါညစင်ခွန်အားစားဆောင်မှနှုတ်ခွန်းဆင်တာပါတယ်မင်္ဂလာ24ရက်2025ခုနှစ်စနေနေ့ တဖန်ထာရဖျားကငါ့ဖို့အဖေသူသွားမိနေဟူမေတော်မူတန်ကူချလင်ငါကကျွန်ုပ်ရှိပါ၏ကျွန်ုပ်ကိုစီလူတော်မူမောင်းရှောင်းလေ၏ဟိရှားနိုင်ကတိချက်ခန်းချင်းချောင်းခင်ငယ်ရှိခေါင်းရှင်ကအကျွန်ုပ်ကိုစီလူတော်မူပါဓမ္မဟောင်းကာလာ၌ပရောဖက်များဖျားခင်ရွေးကောက်ကျွန်ခံရသောအမျိုးသားနှင့်အမျိုးသမီးများဖြစ်ကြပြီးသူတို့တခင်ထဲတွင်အသက်ရှင်နေသောသူများပေါ်ဝိညာဉ်ရ၌လွှမ်းမိုးနိုင်ကြပါသည်ပရောဖက်ဆိုသောစကားသည်ဂရိစကား profitage မှာစဉ်းသက်လာပြီးမူရင်းဟိပြေဘာသာစကားမှာတော့နာပြီးဖြစ်ပါသည်ဓမ္မဟောင်းကျမ်းမှာ336ကျင်းဖော်ပြကြည့်ခံရပါသည် မြင်သောသူဟူ၍၎င်းတစုံတယောက်ကိုကိုစားပြုပြောကြားသောသူဟူ၍၎င်းအထိပယ်ရှိပါသည်တကယ်တော့ပရောဖက်များသည်ဖျားခင်ထံမှ ကြားသိရသောအရာများကိုဖျားခင်လူမျိုးတော်တို့အား ပြန်လည်ပြောကြရတော့သူများဖြစ်ပါသည်သူတို့ကိုဖျားခင်လူဖျားခင်ကျော်ဖျားခင်ဝင်းညတော်ကိုခံရသောကင်းဆောင်ထာရဖျားဤတမန်ဝင်၎င်းခေါ်ကြပါသည်ဓမ္မဟောင်းကျမ်းတွင်ပရောဖက်ဆွန်း၆ပါးကိုအဓိကတွင်ရပါသည် သို့တော်လည်းထင်ရှားကြောကြားခြင်းရှိသောပရောဖက်များအလုံး88ပါးရှိပါသည်သူတို့တွင်တင့်ဖျားခင်ဖော်ပြသည့်အသိပညာရှိခြင်းနှင့် ဖျားခင်ပြည့်ရတော်တပိုးရှိခြင်း၃ထူးခြားသောတန်ရှင်ခြင်းတို့ရှိပါသည်သူတို့တွင်ထူးခြားသောလက္ခဏာရှိမျိုးလဲရှိပါသည်သည်ထို့ကြောင့်ပရောဖက်အစင်းဆိုသည်မှာပို့ပို့ပပမရှိနိုင်ပါယခုခေတ်ကာလမှာပရောဖက်များ ပရောဖက်မများမိမိကိုယ်ကိုကြောညာပါသည်တကယ်တော့ပရောဖက်အယောင်ဆောင်သူများလည်းယခင်ကာလဓမ္မဟောင်းအချိန်ကပြီးရှိခဲ့ပါသည်ဥမာအဖြစ်မိစ္ဆာပရောဖက်အယောင်400ကိုအဟတ်မင်းကြီးသည်ရှိတော်၌စုစည်းစေခဲ့ပါသည်ရာရှင်ကျုံဒုတိယဆောင်အခန်းကြီး၁၈အခန်းငယ်၄မှကိုထိုသူတို့၏နှုတ်၌မူတာကိုပြောတတ်သည့်ဝိညာဉ်ရှိသည်ဟုကျမ်းစာ၌ဖော်ပြပါသည်တကယ်ပရောဖက်များကဖျားခင်အမှုတော်ကိုဆောင်မှု အစဉ်သဖြင့်အစဉ်သင်းရှိနေတတ်သူပါ မရောဖက်ဂျီဟေရှာယခုနှစ်ရှင်းရာရှုခရစ်တော်မပေါ်မီဤတာဝန်ယူလိုသောစိတ်တော်ကိုလေးစားရပါသည်အကယ်၍ဘုရားသခင်ကသင်နှင့်ကျွန်တော်အဖို့မြည်သူသွားမည်နည်းဟုမိခဲ့လေမိခဲ့သူဖြေရှင်ကြမည်နည်းစဉ်းစားဖို့ရှိပါ၏အားလုံးဘုရားသခင်ကောင်းပြပါစေ